2016-2019သီးနှံထွက်နေမှာတော့အမေရိကန်နိုင်ငံကုမ္ပဏီတစ်ခုဖြစ်တဲ့ Atlas Coffee ကုမ္ပဏီကိုရှမ်းပြည်နယ်တောင်ပိုင်းရွာငယ်ကထွက်ရှိတဲ့အထူးတန်း Coffee Metric Tan 82တန်းတင်ပို့ရောင်းချဖို့ရှိရလို့မြန်မာနိုင်ငံ Coffee အသင်းကနေသိရပါဗျာ။ Atlas Coffee Company ကိုရခိုင်နဲ့2015-2016သီးနှံနှစ်ကစတင်ပြီးမြန်မာနိုင်ငံမှာအထူးတန်း coffee တွေကို USA Project နဲ့ Winrock International ကဦးဆောင်ပြီးတော့တင်ပို့ရောင်းချခဲ့တာဖြစ်ပါတယ်။ရခိုင်နဲ့ကရွာငန်ကထွက်ရှိတဲ့တမ်းမြင့် coffee 10တန်းသာတင်ပို့ရောင်းချခဲ့ပေမဲ့ယခုနှစ်မှာ82တန်းတင်ပို့ဖို့ရထားတယ်လို့သိရပါတယ်။ ရွာငန်းမှထွက်ရှိတဲ့အထူးတန်းကော်ဖီတွေကိုတင်ပို့ဝစတင်ပြင်ဆင်နေပြီးဈေးနှုန်းရရှိဖို့မျှော်မှန်းထားတာနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံကော်ဖီအသင်းဒုတိယဥက္ကဋ္ဌဦးဝင်းအောင်ကျော်ကအခုလိုပဲပြောပါဗျ။အဲအော်ဒါတော့ကျွန်တော်ဒီအမေရိကန်ကပေါ့ USAID project နဲ့လေဝင်းရော့ကနေပြီးတော့ဒီမှာတော့ဒီနေ့ဆက်ဆက်နဲ့တန်ထုတ်ဖို့တော့ရတာပြီးတော့လူလက်စလုပ်နေကြပြီ။2016စက္ကွန်အတွက်ဒီနေ့စပြီးတော့အခု အလုပ်ပြင်ဆင်ပြီးအစင်းသိဖြစ်နေကြပြီပေါ့လေစထုတ်နေကြပြီပေါ့တချို့လည်းနေလန့်နေကြပြီပေါ့သူတို့ဒီ Windows ကနေပြီးတော့ချိတ်ဆက်ပေးတာပေါ့ဗျာ Windows က USAID project နဲ့ဒီမှာလာပြီးတော့ကူညီပေးနေတဲ့အဖွဲ့ပေါ့နော်အမေရိကန်အဖွဲ့ပေါ့အဲသူတို့ကနှီးပညာတွေပေးပြီးတော့မနစ်ကတော့ကျွန်တော်တို့က10တန်ရွာငန်းသီးသန့်10တန်ပေါ့နော်ပြင်ဦးလွင်ကအဲလေ10တန်လောက်ရှိမယ် container တစ်လုံးအမေရိကန်ကိုပို့ပြီး Atlas Coffee Company ပေါ့ Atlas Coffee Company ကိုရောင်းတာဒီနှစ်ကလည်းသူတို့ ဲသူတို့အဖွဲ့ကပဲဦးစီးပြီးတော့ကျွန်တော်တို့တောင်သူတွေရွာပေါင်း25ရွာပေါ့ဗျာအဲ25ရွာမှာဒီဟိုပါပေါ့ specialty coffee ပေါ့နော်အဲဆက်ဆက်နဲ့တန်ထိုးဖို့အတွက်ကျွန်တော်တို့ဒါရတာပြီးတော့အကိုစလောက်နေကြပြီပေါ့ရခိုင်နဲ့2015 2016သီးနှံနှစ်ကစတင်ပြီးတော့အတူရန်ကော်ဖီအနေနဲ့မက်ထရစ်တန်ကိုအမေရိကန်ဒေါ်လာ9000ကျော်ရရှိခဲ့တာဖြစ်ပါတယ်လက်ရှိမှာတော့မြန်မာကော်ဖီတွေကိုဂျပန်၊ထိုင်ဝမ်၊ဆွစ်ဇာလန်၊ဂျာမနီအစရှိတဲ့နိုင်ငံတွေကိုတင်ပို့လျက်ရှိတယ်လို့သိရပါတယ် Thank you.